တော့ဂျာလာပတိသာသမိနေတယ်ကြာလာတယ်တေရနမိတ်ရာဆိုရင်တော့ဓာနမိတ်ဖြစ်ပါတယ်နော်ဓာနမိတ်ကကြာတော့ဘာဝင်ညွန်ပြတာလဲဆိုတော့ဒီကလာမှာဂျာလာပတိသာသမိတွေရဲ့စီပွားရေးတွေအလုတ်ကိုင်းတွေကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေဟာတဲ့မမျှော်လင့်မဲနဲ့ရုပ်တရက်ပေါ်ပေါက်လာတဲ့တဘာဝဘေးအန္တရာယ်တွေကိုအကြောင်းပြုပြီးတော့လုပ်ငန်းတစ်ခုလုံးရပ်တန့်သွားတဲ့အနေအထားမျိုးကြီးကြုံရတတ်ပါတယ်။တဘာဝဘေးအန္တရာယ် နောက်တစ်ခုကသဝင်းကျင်ရဲ့အနှောက်အယှက်တို့အတိုက်ခံတို့နောက်မိသားစုဖယိုဖယဲဖြစ်တာတို့ဦးနှင်းဘက်ထောင်ဖြစ်တာတို့အစားအစာတွေကိုအကြောင်းပြုတာပေါ့အဓိကတော့ဘေးပယောဂတွေကိုအကြောင်းပြုပြီးတော့ဆရာသာပရိသတ်သမီးတွေရဲ့အလုတ်အကိုင်းတွေအကြံအစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေဟာပြတ်တယ်လို့ဖြစ်သွားတာမျိုးတွေဖြစ်တတ်တယ်။မနေ့ပြန်ပြီးတော့ယုံခံရတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ဇာတာပရိသတ်သမီးတွေအတွက်ဒီကလမှာအသင့်တော်ဆုံးသော အစကပုံကိုပြောပါဆိုရင်တဲ့ညောင်တိကိုလဲစာလေးတန်ကိုလဲနားထောင်ဆိုတဲ့သကပုံဖြစ်ပါတော့ကိုကအရှိ့ကိုပဲအရင်ကြိုးစားအားထုတ်မနေနဲ့ကိုကြုံတွေ့နိုင်တဲ့အခက်အခဲမျိုးလေးတွေကိုလည်းနည်းနည်းပြန်ပြီးတော့သတိချတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုံးနဲ့ပတ်သက်တာစီးပွားရေးနဲ့ပတ်သက်တာလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တာလုပ်ရင်ကောင်းမလားမကောင်းလားဆိုရင်တော့လုပ်တင်တယ်လုပ်လို့ရှိရင်အဆင်ပြေမပြေဆိုရင်အဆင်ပြေတယ်အဲ့တော့အဓိကပြောချင်တာကတော့ လက်ရှိအောင်မြင်မှုရနေတဲ့သူတွေကိုပဲအဓိကပြောချင်တာပေါ့နော်။ကိုကအထိုက်လျောက်ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့အလုပ်အကိုင်းတွေကိုယ့်ရဲ့အကြံစီနဲ့ပတ်သက်ပြီးတော့အထိုက်လျောက်တွေအောင်မြင်မှုတွေလည်းရတယ်။အကျိုးအမြတ်တွေကိုလည်းရသလောက်နည်းနည်းဖြစ်နေ။အဲ့လိုအခြေအနေအချိန်ကမျိုးမှာဟိုမှာပါဒနာချင်းချင်းတစ္ဆာဖောက်တာပေါ့။အဲ့လိုမျိုးတွေဖြစ်တတ်တယ်။ကိုယုံကြည်ရတဲ့လူဟာကိုယ့်နောက်ကျောက်ကိုဓာတ်နဲ့ထိုးတာမျိုးတွေကျုံတတ်တယ်။ နောက်ကကိုခံစားရမယ့်အကျိုးအမြတ်ကို ကိုခံစားဆန်သားကာနေကြမှာအဲမိတ်ဆွေအတူရောင်နေရလာပြီးတော့ဖြတ်ခုတ်သွားတာမျိုးတွေကြုံတတ်အဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့ဂျာသာပရိသတ်သမီးတွေဟာအဲ့ဒါလေးတွေသတိထားသင့်တယ်လူယုံဒုက္ခပေးတတ်လူယုံတစ္ဆာဖောက်ခြင်းခံရတတ်နမနေကကြတော့ကျွန်တော်တို့ဒီဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတရားတွေမှကြတော့ကောင်းပါတယ်။ဒသန်းစွာနေမင်းကပ်ပါပဲ။မိဘ အကြီးအကဲကုညီပံဖို့ပင်မှုကိုရတတ်တယ်မိဘတွေအကြီးအကဲတွေရဲ့ကုညီပံဖို့ပင်မှုကိုရတတ်တယ်အစဉ်ပြေခြင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲဆွေမျိုးသားချင်းတွေရဲ့အကူအညီတေတဘောက်ရမယ်ဆွေမျိုးသားချင်းတွေထဲမှာမှဖခင်ရဲ့အကူအညီပံဖို့ပင်မှုရတတ်တယ်နောက်ဖခင်ဘက်ကဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်ပြီးတော့ခရီးတူတူသွားခြင်းတွေကြုံရတတ်တယ်အစဉ်ပြေခြင်းတွေကြုံရတတ် ။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့ justice တဲ့ justice ဆိုတာတရားမျှတခြင်းပါပဲ။အဲတော့မိတ်ဆွေကောင်းတွေရမယ်အပေါင်းအသင်းကောင်းတွေရမယ်တကယ်ချင်းကောင်းတွေရမယ်။မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေကောင်းကျိုးဖြတ်။ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့အတိုက်ခံကိုညွန်ပြ။တခါငွေချင်းကိစ္စတွေမှာကြာသာပရိသတ်သမီးတွေအတွက်စိတ်ညင်ရတယ်။စိတ်မောလူမောဖြစ်နေရပြန်ငွေချိုးအကြောင်းပြုပြီးတော့စိတ်ညင်နေရပြန်။ ငွေချင်းနဲ့ပတ်သက်ပြီးတော့ရစရာကြည့်တာလည်းချော့ချော့မောမောမရလို့တစ်ချိန်လုံးပြောနေရဆိုနေရအခြေအနေမျိုးတွေဖြစ်တတ်တယ်။ပေးစရာကြီးတဲ့ငွေရလည်းပဲအစာပိုင်းမှာတော့တော်တော်အေးအေးဆေးဆေးပဲ။နောက်ပိုင်းကျတော့အဆင်မပြေဖြစ်တတ်တယ်။စိတ်ညစ်စရာလေးတွေကြုံရတော့။တော်တော်ကြောင့်နမိတ်မှာကျတော့ပတ်စံအဆင်မပြေတာမဟုတ်ပဲနဲ့အဆင်ပြေနေပြီးတော့ပူပန်ရတာကိုညွန်ပြ။ ဟိုမှာလုံးဝအစင်မပြေလို့ပူရတာမဟုတ်ဘူး။ဟာပတ်စံအစင်ပြေပြီးတော့ပူရ။ပတ်စံတော့အစင်ပြေတယ်သူများကြီးရောက်နေတာမျိုး။ရရကြီးရတယ်မရတာမျိုး။အဲ့လိုမျိုးပေါ့နော်။ဒါတခြားတခြားကကိုကငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတခြားရည်ရထားတဲ့ကိစ္စလေးတွေနဲ့သုံးဖို့ဆွဲဖို့အတွက်ကြိုးစားနေတာ။အဲဒီကြိုးစားအထောက်နေတဲ့အချိန်မှာပဲမမျှော်လင့်မဲနဲ့တခြားကိစ္စတွေပေါ်လာလို့ပတ်စံကိုသုံးလိုက်ရတာပေါ့နော်။သုံးလိုက်ရတဲ့အတွက်ကိုယ့်ရည်ရချက်ကြီးမှတ်ချက်တွေနောက်ဆုတ်သွားတာမျိုးတွေဖြစ်တဲ့ နောက်ကျမ်းမာရေးပေါ့နော်ဂျာလာပတိသာသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဟောစိတ်တကဆန်ဆန်ယောဂမျိုးတွေဖြစ်တတ်စိတ်တကဆန်ဆန်ယောဂမျိုးဆိုတာဘာပြောချင်တာလဲဆိုယောဂမရှိဘဲနဲ့ယောဂရှိတယ်လို့ထင်နေတာပေါ့မှန်ကွာဘိုင်းမအောင်ဘိုင်းမအောင်ပဲမလဲဘိုင်းအောင်နဲ့ထင်နေတာပေါ့ကွာမဖျားပါဘူးအဖျားလည်းမရှိပါဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာအဖျားရှိနေတရောင်ရောင်စိတ်ထဲမှာခံစားပြီးတော့ထင်နေတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီကလာမှာ ရှားပါပရိသတ်မိတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးအာကိုကိုစိတ်လှည့်သားမှုကြောင့်ယောဂတွေပါဖြစ်တတ်တာပေါ့နော်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သင်္ဍနဲ့ပတ်သက်တဲ့ကိစ္စတွေ၊စောင်းဝတ်ပြည့်စုံခြင်းနဲ့ပတ်သက်တဲ့ကံတရာတွေကတော့အထူးကောင်းတယ်။အကျိုးပေးတတ်တယ်။နောက်တော့နိုင်ငံတိုင်းပြည်တွေမှာသွားရောက်ပြီးတော့အကြောင်းတက်မဲ့ကိစ္စတွေဆိုရင်တူတူကြကြအောင်မြင်မှုရတတ်တာပေါ့။နောက်ချင်းရောင်းနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ခွဲပလားသုံးလုံးဆိုတာပူပေါင်းဆောင်ရွက်ပြီးတော့အောင်မြင်မှုရတတ်တဲ့ကံကြမ္မာပေါ့။ ဲ့တော့ခြေနဲ့ပတ်သက်ရင်ကံစရာကောင်းမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံစရာကောင်းတယ်ခြေသူမရှိသေးတဲ့လူတွေခြေသူရတတ်အိမ်တော်မရှိသေးတဲ့လူတွေအိမ်တော်ကြတတ်အဲ့တော့ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါဒါတော့ကျွန်တော်ဂျာလာပရိသသမီးတွေအတွက်တဲ့ကံကြမ္မာဖတ်ကြပေးခဲ့တာဖြစ်ပါတယ်။အဲသတိထားစရာတော့နောက်ကျတော့ဒါနဲ့ အထခံတတ်ပါနော်ဒီကလူယုံဒုက္ခပေးတတ်တာပါသစ္စာပေါက်ခံရမျိုးလေးတွေကြုံရတတ်တာအဲတော့ဇာတာပရိသတ်သမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းနေတဲ့အကြောင်းဆိုရင်နီညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်ထီတော့မဲ့ဆိုရင်တော့3ဇ5ဇုံတော့5ဇ3ဇုံတော့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုစီထမင်းထိုးပြီးတော့ကတ်လူပူဇော်ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြည့်စုံပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်